အားလုံးပဲမင်္ဂလာပါဆရာနေမျိုးလိုက်ဖြစ်ပါတယ်ဒီအပိုင်းမှာဆရာဆရာရဲ့တပည့်နှစ်ယောက်ကို တောင်ကြီးတစ်ခေါက်ရန်ကုန်တစ်ခေါက်ဆရာပြစ်ပေးတွားရောက်ပြီးတော့လောက်ကိုင်းနေတာ ਨੇ ဆောင်းပါးလေးတွေနည်းနည်းအဆက်ကျဲသွားတာဖြစ်ပါတယ်ဒီနေ့ဆောင်းပါးလေးပြန်လဲတင်ဆက်မှာဖြစ်ပါတယ်ဆောင်းပါးအဟောင်းလေးရဲ့ခေါင်းစဉ်က တဘာဝလမ်းကြောင်းများကိုရှာဖွေခြင်းလို့မြည်ပေးထားပါတယ်။ဒါကတိုင်းပြောင်းမြန်နဲ့ပတ်သက်ပြီးတော့ line ပေါ်မှာ friend ဖြစ်ကြတဲ့မိတ်ဆွေတယောက်ညီငယ်လေးကနေပြီးတော့သူလည်းတိုင်းပြောင်းမြန်သင်ယူနေပါတယ်။တိုင်းပြောင်းမြန်နဲ့ပတ်သက်ပြီးတော့အချက်အလက်လေးတွေမေးကြပါလေဆိုပြီးလာမေးလို့ရှင်းပြထားတာဖြစ်ပါတယ်။ ူ့ရဲ့ Facebook နာမည်လေးကိုယူပြီးတော့မှခေါင်းစဉ်ကို ATP အမေးဖြေလို့လည်းတက်ထားပါတယ်ခေါင်းစဉ်နှစ်မျိုးတက်ထားပါတယ်တိုင်းသမားညီငယ်လေးတယောက်မေးလာတာတွေကို ပြန်ဖြေပေးထားတာဘုဒ္ဓရရစေရန်တခြားသူတွေလည်းပြန်သိနိုင်ဖို့တင်ပေးလိုက်ပါတယ်ဒီတစ်ခါအမေးဖြေပုံစံလေးနဲ့တွားကြရအောင်ဆရာ တိုင်းသမားဆိုတာဘယ်အချိန်မှစဖြစ်တာလဲဆရာတိုင်းရင်ကျောင်းကိုတိချိန်လားတိုင်းစပြီးတင်တဲ့အချိန်လားတိုင်းကျွမ်းမှာလားတိုင်းဘယ်ချိန်တက်မလဲဆိုတာကိုဆရာရေးဖို့တယ်လေဖတ်ဖို့တယ်မလားချရပြီဆိုရင်တိုင်းသမားပဲကွာပညာကုံတာမကုံတာနဲ့မဆိုင်ဘူးဩဟုတ်ကဲ့ပါဆရာဆရာလောက်ပြီဆိုရင်တော့ပညာကုံရတယ်တိုင်းသမားလောက်ရင်တိုင်းချနိုင်ရတယ် တချို့ကအတိုင်းမတက်ပေမဲ့ချတတ်တယ်ဆရာကြီးအဲ့ဒါကြောင့်မေးတာပါအဲ့ဒါကိုကတိုင်းတက်နေတာပဲကွာသင်တာမဟုတ်ဘဲနဲ့သဘာဝအတိကပေးတဲ့အတိုင်းပဲဩကျွန်တော်ကအဲ့လိုမတွေးမိဘူးဖြစ်နေတာဆရာပြောမှသတိထားမိတယ်တိုင်းတင်လဲဆိုတာဘာလဲလို့တွေးကြည့်လိုက်လေဆရာရေးဘူးပါတယ်ခန္ဓာကိုယ်မထိခိုက်အောင်ကာကွယ်တာပေါ့ဆရာမင်းပြောတာတိုင်းတင်တဲ့ရည်ရွယ်ချက်ကွာဟုတ်ကဲ့ဆရာ တိုင်းတင်နေဆိုတာတဘာဝကပေးထားတဲ့အရာတွေကိုအချိန်ကအလိုလျောက်တုံ့ပြန်တတ်ဖို့သင်ယူတာမျိုးကိုတိုင်းတင်တယ်လို့ခေါ်တာကွာ။ဩခြေလက်လှုပ်ရှားမှုကိုပြောတာပေါ့ဆရာ။ဟုတ်တယ်။နေ့စဉ်လှုပ်ရှားသွားလာနေတဲ့အထက်ကတိုင်းတွေရှိနေကြတယ်။အဲ့ဒါကိုသိအောင်လုပ်တာတိုင်းတင်တာပဲ။ဩဟုတ်ကဲ့။ဆရာစီသွားပြီးသင်မယ်ဆိုရင်မြန်တယ်။ကိုယ့်ဘာသာကို ရှားနေကြားတယ်အဲ့ဒါပဲကြွားတာကျွန်တော်ကတိုင်းဆိုတာအကွက်တွေကိုပဲမြင်မိတယ်ဆရာဥပမာကွာရေတော့ရင်ဘယ်ဘက်လက်ကနေအဖုံးကိုလှက်လိုက်တယ်ပြီးပြီဆိုမှညာဘက်လက်ကရေအိုးတဲကိုခွက်နဲ့နှစ်ခတ်တယ်အဲ့ဒါကွာပယ်ခုတ်ဆိုတဲ့ပုံစံပဲဒီမဲ့အဖုံးလက်တယ်ရေနှစ်တယ်ဖုံးလက်တယ်ရေနှစ်တယ်ဖုံးလက်တယ်ရေနှစ်တယ်အဲ့ဒါပယ်ခုတ်ပုံစံဖြစ်နေတာပဲ ဟုတ်ကဲ့ရေကွက်ကိုပါဇက်စီကို ယူပြီးတောက်လိုက်တယ်ဒါကပြိုလေးလောက်လိုက်မယ်ဆိုဒါပင်ထိုးပုံစံပဲအဲ့တော့နေ့စဉ်နဲ့အမြရေတောင်ရင်းနဲ့ပင်ထိုးလေ့ကျင့်ပြီးသားဖြစ်နေပြီဟောကျွန်တော်မတွေးမိဘူးဗျာအဲ့ဓာမျိုးတွေကိုသူ့နေရာနဲ့သူအံဝင်ဝင်ကြဖြစ်အောင်လေ့ကျင့်ဖို့ကတီးပြီးသားဆရာဖြစ်တဲ့သူကလမ်းပြပေးတာကိုကိုကလိုက်နာရတာအဲ့ဒီဖြစ်စဉ်ဟာ တိုင်းတင်ပေးတာနဲ့တိုင်းတင်ယူတာပဲ။ဩဆရာပြောမှသဘောပေါက်တော့တယ်ဗျာအရင်ကမတွေးမိဘူးကျွန်တော်ထင်တာကတိုင်းဆိုတာအကုန်တက်မှတိုင်းသမားဖြစ်တယ်လို့ထင်နေတာဆရာ။တိုင်းတင်တယ်ဆိုတာတဘာဝလမ်းကြောင်းတွေကိုရှာဖွေခြင်းပဲကွ။ဟုတ်ကဲ့ဆရာ။တိုင်းအကုန်တက်ရင်နီးပြဖြစ်တာ။အသုံးချနိုင်မှတိုင်းသမားဖြစ်တာ။ဟုတ်ကဲ့ဆရာ။နားလေတလူတော့ရှိလာပါပြီ။တိုင်းဆရာဆိုတာ တိုင်းအကုန်တက်ရမယ်တိုင်းသမားကအတုံးချနိုင်ရင်တိုင်းသမားပေါ့တိုင်းဆရာနဲ့တိုင်းသမားမတူတာဆရာရေးထားတာရှိတယ်မင်းမဲတာတွေကအကုန်လုံးဆရာရေးပြီးသားတွေနဲ့သွားသွားပြီးတိုက်ဆိုင်နေတယ်လေအေးပေါ့ကွာပညာသင်တယ်ဆိုတာတဟဇတာပစ္စယောပဲတင့်တော်တဲ့အချိန်တင့်တော်တဲ့နေရာတင့်တော်တဲ့ဆရာနဲ့တိုက်ဆိုင်လို့ရတာကိုကွာတိုင်းသင်ခွင့်ရခြင်းဆိုတာလေကံကောင်းခြင်းတစ်မျိုးပဲနော်ဆရာမင်းအရင်မေးဖို့တာတွေရော အခုမေးတာတွေရောသေးသေးချာချာနားလည်မယ်လေ့ကျင့်အားကောင်းကောင်းနဲ့ကျင့်ထားမယ်ဆိုရင်တော်တော်ကိုအသုံးချလို့ရနေပြီကွစူးစမ်းပါလေ့ကျင့်ပါတွေးတော့ပါထက်ခါထက်ခါလေ့ကျင့်ပါလေ့ကျင့်ရင်လည်းပွားများလာတဲ့ပညာရှင်တယောက်ဖြစ်လာတာပါပဲကွာဟုတ်ကျေးဇူးတင်ပါတယ်ဆရာခွင့်ပြုပါအောင်ခင်ဗျာအေးကောင်းပါပြီကွာစူးစမ်းမှုကြောင့်ပြေဆုံးတဲ့တိုင်းသမားတယောက်ဖြစ်လာပါစေအားလုံး ရှင်လန်းချမ်းမြေပါစေ